နာပါရှင်ရန်ကုန်တိုင်းစီနေစင်တွင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့ညာဘူးကပောင်းတင်ဆက်ပေးခြင်းတဲ့တွင်ရအကြောင်းအရာတွေကတော့ကျွန်မကောင်းစီလောင်းတမန်နေရေပိုးလွဲရီကြမ်းခိုင်မှုကောင်းမှုလေးရရှိဆိုတဲ့တွင်နောင်ရှန်ကုန်ကုန်ပစ္စည်းတင်သွင်းတင်ပို့မှုကို MACCS အစနစ်ဖြင့်ပြောင်းလဲဆိုတဲ့သတင်း ုံလေးများယနေ့စတင်ဆုတ်ခွာဆိုရတဲ့တွင်ငါတကားဒရင်းဘုံနေနဲ့တောင်အာဖရိက၌အသက်ရှင်ထရဲ့လူနာထံမှကြောက်ပတ်ခွဲစိတ်ဖဲထုံးမှုပထမဆုံးအနေဖြင့်အောင်မြင်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုတ်အနေနဲ့ကျမောက်တောင်ရေလောင်တမန်နှင့်ရေပိုလွှဲဤကြန့်ခိုင်မှု ကောင်းမွန်လျက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းဒေသကြီးညာဦးခရိုင်ကြောင်ပြောင်းမြို့နယ်အတွင်းရှိကျမောင်တောင်ရေလောင်တမန်နှင့်ရေပိုလွှဲဤကြမ်းခိုင်မှုကောင်းမွန်လျက်ရှိပြီးစိုးရင်ဖွဲ့ရာခြေနေမရှိဘူးလို့သိရပါထိတ်အဆိုပါကျမောင်တောင်ရေလောင်တမန်ဟာယမန်နေ့မနက်9:00နာရီကကန်ရေပြည့်အမှတ်သို့ကျောင်းလွန်ရောက်ရှိခဲ့တယ်လို့သိရပါထိတ်အဒီလိုကန်ရေပြည့်အမှတ်ကျောင်းလွန်ပြီးရေပိုလွှဲမှစတင်ရေချောစီစဉ်ခဲ့ရာမွန်းလွဲ3:00နာရီမှရေပိုလွှဲမှအမြင့်ဆုံး3:00 မှ၄၃၅ပေးအပ်ထိရေကျော်စီစဉ်ခဲ့တော်လဲညနေ၆နာရီမှထော့အမြင့်၃၃မှ၃၃ပေးရေကျော်စီစဉ်နေထားကြောင်းရေအမှတ်များပြန်လဲကျဆင်းနေတယ်လို့ဆိုပါတယ်။ ကျမောက်တောင်ရေလောင်တမန်နဲ့ရေပိုလွှဲရဲ့ကြန့်ခိုင်မှုဟာကောင်းမွန်နေပြီးစိုးရင်ဖွဲ့ရအခြေအနေမရှိပေမဲ့ရေပိုလွှဲကနေ ရေချောစီးဆင်းခဲ့တာကြောင့်တောင်စင်းချောင်းတစ်လျှောက်ရှိကြေးရွာထွေးကဒေသခံပြည်သူတွေအနေနဲ့ချောင်းရီမြင့်တန်နေတာကိုဂယုပြုနေထိုင်ကြဖို့အတိပိနှိုးဆော်ထားပါတယ်။ ကျောင်းပထောင်မြို့အတွင်းမိုးတန်းထန်စွာရွာသွန်းပြီးကျမောက်တောင်ဆေးရည်မြင့်တက်လာမှုကြောင့်ဂိုင်းချေးရွာအုပ်စုကျောင်းပထောင်မိထီလာလမ်းမကြီးမိုင်းထန်းအမှတ်97မြင်းဆောင်၄ခွန်တွင်ယမန်နေ့ကရေကျော်နေကြောင်းသတင်းရရှိထားကြောင်းကျောင်းပထောင်မြို့နယ်မိသားစခန်းမှရှားဖွေကယ်ဆေးရည်တပ်ဖွဲ့ဝင်များသက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်းပြီးညပိုင်းမှာမော်တော်ယာဉ်တွေအနရေကင်းရှင်းစွာတွာလာနိုင်ရှိရသည့်အတွက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ ဒုတိယသတင်းပုံအနေနဲ့ရှမ်းအောင်ရှမ်းကုန်ကုန်ပစ္စည်းတင်သွင်းတင်ပို့မှုကို MACCS စနစ်ဖြင့်ပြောင်းလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ကမန်ယူရယ်စနစ်နယ်ဆောင်ရွက်လျက်ရှိတဲ့ရနောင်းရှန်ကုန်းကုန်ပစ္စည်းတင်သွင်းတင်ပို့မှုကိုယနေ့မှစတင်ကာ MACC စနစ်နယ်ပြောင်းလဲဆောင်ရွက်မှာဖြစ်တယ်လို့အကောက်ခွန်ဦးစီးဌာနမှသိရပါတယ်။ရနောင်းရှန်ကုန်းကုန်ပစ္စည်းတင်သွင်းတင်ပို့မှုကိုကုန်သွယ်မှုနှင့်ကုန်စည်စည်းစင်းမှုမှန်ကန်မြန်ဆန်စေရေးအတွက်နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ကုန်တက်တာစနစ်အသုံးပြုပြီးပို့ကုန်သွင်းကုန်းလုပ်ငန်းလုပ်ငန်းစဉ်ကို2024ခုနှစ်ဇွန်လမှစတင်ကာ မန်ယူရယ်စနစ်နဲ့ဆောင်ရွက်ခွင့်ပြုခဲ့တာဖြစ်ပါထိယနေ့အော်တိုဘားလာတည်ရမှစတင်ကအလိုလျောက်ကုန်စည်လွှဲပြောင်းသက်ယူခွင့်ပေးပို့စနစ် MACCS စနစ်နဲ့ဆောင်ရွက်သွားမှာဖြစ်တာကြောင့်ပူကုံတွင်းကုံကျညာလွှာတင်သွင်းသူတွေဟာကျညာလွှာမှာမိမိတို့တင်ပို့တင်သွင်းမှုနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုမပြတ်မကွက်ဖြည့်ဆွဲရမယ်လို့သိရပါတယ်ရှင်ဆလဘီ မုတ်တုံလေးများယနေ့စတင်ဆုတ်ခွာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ကစတင်ပြီးမြို့ဝကျွန်းပေါ်ဒေသတွေကနေမုတ်တုံလေးများ စတင်ဆုတ်ခွာနေပြီလို့အော်တိုဘားလပထမဆယ်ရက်ပတ်အတွက်မိုးလေဝသနှင့်ဆလဘေးဒါခံမှန်းချက်ရသိရပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာလေပြင်းနဲ့ရဝန်းနှစ်ချိန်ဖြစ်ပေါ်နိုင်ကတစ်ချိန်မှာပုံမအောင်ကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပြီးအနောက်တောင်မုတ်တုံလီဟာအော်တိုဘာလ၃ရက်နေ့မှ၆ရက်နေ့အတွင်းမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ဒေသများအော်တိုဘာလ9ရက်နေ့ကနေ10ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေစုခွာသွားဖွယ်ရရှိတဲ့လို့ဆိုပါတယ် မိုးရွာသွန်းမှုအခြေအနေတွေကတော့နေပြည်တော်အပေါ်ဝင်ဒေသအများစုမှာရွာသွန်းမြက်ထပ်ပိုနိုင်သလိုမိုးရွာသွန်းမဲ့အခြေအနေတွေကတော့ငါးရက်ကနေဆက်ရက်အတွင်းရွာသွန်းနိုင်တဲ့လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းဘုံအနေနဲ့တောင်အာဖရိကနိုင်အသက်ရှင်လျက်လူနာထံမှကြောက်ကခွဲစိတ်ဖဲထုံးမှုပထမဆုံးအနေဖြင့်အောင်မြင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်အာဖရိကကိတ်တောင်ရှိတိုက်ကားဖက်ဆေးရုံမှဆရာဝန်များဟာစရုပ်ခွဲစိတ်ဤပညာကိုအသုံးပြုပြီးအသက်ရှင်နေထိုင်အင်္ဂါလူဒန်းသူရဲ့အကြောင်းကားကို ပထမဆုံးအနေဖြင့်အောင်မြင်စွာဖဲထုတ်နိုင်ခဲ့ကဘိုးမိုးမြန်ဆန်ပြီးနာကျင်မှုနေပါထဲခွဲစိတ်မှုအဖြစ်မှတ်ချက်တစ်ခုဖြစ်လာပါထဲ့ ဈေးရုံမှခွဲစိတ်ဆရာဝန်အဖွဲ့ဟာနောက်ဆုံးပေါ်ဤပညာကို အသုံးပြုပြီးအသက်54နှစ်အရွယ်မိခင်ထံခါနေအသက်24နှစ်အရွယ်သူတမီးဖြစ်သူထံကိုကြောက်ကလှူထဲပထမဆုံးခွဲစိတ်မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါသည်ဒီခွဲစိတ်အောင်မြင်မှုရဲ့အခြေခံအချက်ကစရုပ်စနစ်ရဲ့အစစ်မြင့်စွမ်းရည်ထွေကနေမြင်ကွင်းနဲ့ထိမ့်ချုပ်မှုအပိုင်းတို့တည်တည်တသာသာတိုးတက်စေထားပဲဖြစ်ပါသေး စယုတ်ကနေတွေးဒီမြင်ကွင်းမြင်နိုင်ပြီးတာမန်မျိုးလုံးနဲ့မြင်ရတာထက်များစွာပုံမိုနှီးစက်ကဘေကင်းစိတ်ချရတဲ့အပြင်အမားယွင်းဖြစ်နိုင်ခြေအလွန်နေပါသွားချောင်းဒိုက်ကာပတ်စေယုံမှစီလန်းချောင်းအထူးကိုဒေါက်တာထန်းနဲ့လိုတူပလတ်စစ်ကပြောပါထိတ် ကြောက်ကပ်ဖဲထုတ်တာဟာအလွန်ရှုပ်ထွေးပြီးသွေးကြောတွေစီးပြုံတွေမထိခိုက်အောင်တေချာခရုဆိုင်ရပါထိန်။တောင်အာဖရိကမှာအစာထိုးခွဲစိတ်လို့သူ ထောင်ထဲချီရှိနေတာကြောင့်ဆက်ရုပ်ဖြစ်ခွဲစိတ်ခြင်းကပုံမိုဘေးကင်းထိရောက်တဲ့ခွဲစိတ်မှုတွေရဲ့အတွက်လမ်းကြောင်းဖြစ်လာနိုင်ပါထိန်။ ဒီအစီအစဉ်ဟာတောင်အာဖရိကမှာကျန်းမာရေးစောင့်ရှောက်မှုဒန်းသူညီမျှရရှိရေးအတွက်သားမကခွဲစိတ်ဆရာဝန်တွေအတွက်လေ့ကျင့်ရေးဌာနလည်းဖြစ်လာနိုင်မှာဖြစ်ပါထိတ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစည်နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမခါတော်များမိုးထပ်ပါ thank you